မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော့ဤကကနိဘတ်တဲကနဘတ်တရာအတတရူပဇတ်တော်အကြောင်းဖျက်ပြပေးမှာပဲဖြစ်ပါလေရှင်ဒီဇတ်တော်ကတော့မြို့ကိုခုနှစ်ရပိတ်ထားပါဟုမိခင်ပြောကြားသည့်ဖြစ်ကောတလမင်းအားအနိုင်ရတော့ဗာဒနတိမင်းအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါလေရှင်နဲ့လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ကုန်တိယမြို့ကိုအမိပြု၍ကုန်တိယဥယျာဉ်၌တည်င်းသုံးတော်မူစဉ် တုပ်ပဝါတာမြည်သောကောလိယမင်းသမီးသည်ခုနှစ်နှစ်ပတ်လုံးကိုဝန်ဆောင်လျက်ခုနှစ်ရက်ပတ်လုံးကမဇလီလှုပ်ကာတာမပွားနိုင်ပေမိမောတွေ့ဝေလျက်ပြင်းထန်စွာဝိဒနာကို ခံစား၍နေရ၏ ထိုတုပ်ပဝါဒမင်းသမီးသည်ပြင်းထန်စွာဝေဒနာနှိမ့်ဆက်တော်လဲမျက်စွာဖျားသည်ဆင်းရဲကင်းရန်တရားဟောတော်မူ၏တပည့်တန်ဃာတော်ကိုလည်းဆင်းရဲကင်းရန် ကြင့်တော်မူ၏နိဗ္ဗာန်သည်ဆင်းရဲကင်း၍အလွန်ချမ်းသာ၏ဤဖျားတန်ဃာနိဗ္ဗာန်သုံးမျိုးတို့၏ဂုံကျေးစုကိုအောက်မေ့ဆင်ခြင်းကတိခံ၍နေ၏ တပန်လေးယောက်ချောင်းကိုခေါ်၍အရှင်ကျွန်ုပ်၏ချောင်းကို၎င်းရှစ်ခိုးကတော့လိုက်သောချောင်းကို၎င်းမြတ်စွာဘုရားထံသွား၍လျှောက်ထားပါဟုမှာကြားကမြတ်စွာဘုရားထံသို့ဈေးလွတ်လိုက်၏မြတ်စွာဘုရားလည်းတည်င်းစကားကိုကြားတော်မူလျင်ကောလိယမင်းသမီးတုပ်ပါဝါဒာသည်ချမ်းသာစေတည်းအနာရောဂါခင်တော်သားကိုဖွားမြင်စေတည်းဟုမိတော်မူလိုက်၏ တုပ်ပဝါဒမင်းသမီးလည်းမျက်စွာပြမိတော်မူသည့်နှင့်တပြိုင်နက်ချမ်းနာစွာအနာရောဂါမရှိသောသားကိုဖွားမြင်လေ၏တုပ်ပဝါဒ၏လင်းအောင်ကြားလည်းအိမ်တို့ရောက်၍ချမ်းနာစွာသားဖွားမြင်ပြီးနှင့်ဒီကိုမြင်လျင်အချင်းတို့မျက်စွာပြ၏တကူအာနုဘော်သည်အလွန်အံ့ဩပွဲရှိပေစွာတကားမဖြစ်ဘူးမြဖြစ်ပေစွာတကားဟုအပန်ပန်ကြီးကျူးလေ၏ ဒုဗဝါဒမင်းသမီးလေတားတော်ဖွားမြင်ပြီလျင်ဖျားမှုရှိသောတန်ဃာကိုပင့်ဖိတ်ကခုနှစ်ပတ်လုံးအလူကြီးပေးလေ၏ခုနှစ်ပြည့်သောနေ့၌တားတော်တိဝလိမင်းသားကိုတစားဆင်၍ဖျားမှုရှိသောတန်ဃာအားရှစ်ခိုးကြောစေ၏ထိုအခါရှင်သာရိပုတ္တရာကတိဝလိမင်းသားအားအမောင်တိဝလိတင့်အားချမ်းသာပါသလိုဟုမေး၏အရှင်ဖျား အကျွန်ုပ်အားအဘယ်မှာချမ်းသာပါအံ့နေလောဟဂုံမီငရဲနှစ်တူသော အမိဝန်းထဲမှာခုနှစ်နှစ်ပတ်လုံးကိန်အောင်ကပฏิတန်နေနေရပါသည်ဟုလျှောက်ထားလေ၏တုပ်ပါဝါဒာလဲတားတော်တီဝလိမင်းသားစကားကိုကြား၍ဖွားမြင်ကားသောခொနည်းတားတာရှိသေးသောငါသားငယ်သည်ဖျားငယ်ဖြစ်သော ရှင်သာရိပုတ္တရာနှင့် အပြန်အလှန်စကားပြောနိုင်ပေသည်ဟု အလွန်ဝမ်းမြောက်လေ၏ မြတ်စွာဘုရားလည်းတုပ်ပဝါဒအားချစ်သမီးတုပ်ပဝါဒတေဝလိလောသားမျိုးကို နောက်ထပ်လိုချင်သေးတယ်လို့ဟုမေး၏ဘုန်းတော်ကြည်တော်အရှင်ဘုရား နောက်ထပ်ရမည်ဆိုရင်ခုနှစ်ယောက်လောက်လိုချင်ပါသေးသည်ဟုပြောထားလေ၏မြတ်စွာဘုရားလည်းဥဒံကျူးတော်မူပြီးလျှင်အနုမောဒနာပြု၍ကြွတော်မူ၏ တိဝလိမင်းသားလည်းခုနှစ်အရွယ်ရှိသောအခါသာသနာတော်၌ရှင်သာမဏေပြု၍အသက်20ရှိသောအခါယဟန်ပြုပြီးလျှင်ဘုံတကိုကြီးမားကမြတ်တော်လက်လာဘကိုရလျက်မြေပြင်အလုံးဝယ်ပဲ့တင်ထက်စေ၍အာရတ္တဖို့တို့ရောက်ပြီးသောဘုံတကိုကြီးမားလာတော်ဖျားသားတော်ကြီးတို့အတွင်ဝယ်မြတ်တော်လက်လာဘကိုရရ၌ဣတရထာခြင်းကိုခံတော်မူရ၏ တနေ့တနိုင်ရဟန်းတို့သည်တရားတပင်၌စည်းဝေးကုန်လျက်ငှရှင်တို့အလွန်တကိုးကြီးမား၍ပစ္စည်းမဘဝိကဖြစ်သောရှင်တိဝလိကအမိဝမ်းမှာခုနှစ်နှစ်ပฏิတန်တည်နေအရာချင်းစင်းရဲ့ဖွားမြင်ရသောအခါ၌လည်းရုတ်တရက်မဖွားနိုင်ဘဲအမိဤယောနိဝတွင်မိမောတွေ့ဝင်နေရချင်းစင်းရဲ့အမိ တုပ်ပဝါဒဤစင်းရဲတို့ကိုစကားဆက်မိ၍ပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူ၍ထိုအကြောင်းကိုကြားတော်မူလျင်ယဟန်တို့တာမင်းနှောင်းလုံးဖြစ်သည်မြအလုံးစုံသည်မိမိတို့ပြုခဲ့ကြသောကန္တာလျင်အကြောင်းရင်းရှိသည်ဟုမိတော်မူကားအောက်ပါဒိဇက်ကိုဆောင်းတော်မူသည်နော်လေပြီးတော့အခါဗဒနတိပြေဝဲပြမတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းတည ထိုမင်းဤမိဖုရားကြီးဝယ်ပဋိတန်နေနေကဖွားမြင်၍အွယ်ရောက်လျင်တက္ကတိုလ်ပြည်တို့ပညာသင်တော်၍တက်မြောက်လိမ္မာသည်ဖြင့်ပြန်လာက အဖမင်းကြီးကွယ်လွန်လျင်မင်းဖြစ်ကိုရ၍တရားသည်ဖြင့်မင်းပြုလေ၏ထိုအခါကောသလမင်းသည်ညားစွာသောစစ်တီဘိုဘာနှင့်လာလက်၍ဗာဒနတိပြည်တပြည်လုံးကိုတင်းယူကမင်းကိုတက်၍မိဖုရားကြီးကိုပင်မိမိမိဖုရားပြုလေ၏ ထိုဘာဒန္တိမင်းဤသားတော်သည်အဖမင်းကြီးတေလွန်တော်ဖြစ်ကိုသိလျင်တခုတော်ရေပြွန်ပေါက်တကားဖြစ်ထွက်ပြေး၍စစ်တီဘူဝါအများကိုစုယုံကဘာဒန္တိမျိုးတော်ကိုဝန်းရံလျက်ရန်သူမင်းအားတိုင်းပြည်ကိုပေးမည်လောစစ်ထုံးမည်လောဟုရာဇဒံပေးလိုက်၏ရန်သူမင်းလည်းစစ်ထုံးမည်ဟု ရာဇဒံတုတ်ပြန်လိုက်၏ မင်းသားမေတော်မိဖုရားကြီးက ထိုတဲ့င်းကိုကြားလျင်တားတော်စစ်ထိုးနေဖို့မဟုတ်အရရက်တို့လူသွားလူလာဖြဲ့၍မြို့ကိုကြက်တဲစွာဝန်းရံတော့ထို့နောက်ထင်းရေသမင်းအစာပြတ်၍ငမော့ခေါင်းပါအားနေလာတော့အခါစစ်မထိုးရပဲလွယ်လွယ်ဖြင့်ရားလိမ့်မည်ဟုတားတော်ထံအတွင်းစာပို့စေ၏ တားတော်မင်းသားလေမေတော်မှာစကားအတိုင်းခုနှစ်ရက်ပတ်လုံးအရရက်မှာလမ်းသွာလမ်းလာတို့ကိုဖြတ်၍ဗာရဏတီမြို့တော်ကိုကြက်တဲစွာတိတ်စီထားလေ၏မြို့သူမြို့သားတို့လည်းခုနှစ်ရက်ပတ်လုံးတွာလာခွေမရငတ်မော့ခေါင်းပါကြသည်ဖြင့်တိမခံနိုင်တော့ပဲခုနှစ်ရက်မြောက်တော်နေ့၌ရန်သူမင်း၏ဦးခေါင်းကိုဖြတ်၍မင်းသားထံပို့ကြကုန်၏ မင်းသားလေရန်သူမင်းမရှိတော့တဖြစ်မြို့တွင်တို့ဝင်ကတရားတဖြစ်မင်းပြုလျက်တင်းလွန်တော့အခါကံအားလျော်စွာလားလေ၏ဤတို့လျင်ထိုတိဝိလိမင်းသားလေပါရဏတိမြို့ကိုကြက်သေးစွာဝင်းရန်ပိတ်စည်း၍ပြုဘူးတော့မကောင်းမှုအကုတုကံကြောင့်နောက်ဆုံးဘဝဝယ်ခုနှစ်နှစ်ပฏิတန်နေနေရ၍ခုနှစ်ရက်အမိဤယောနိဝါ၌မမွေးဖွားနိုင်ပေစင်းရဲပင်မရ၏ အဓုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ဝယ်လူကြီးပေးကလက်လာပါများသောတာဝကတို့တွင်အမျက်ဆုံးတာဝကဖြစ်စေတည်းဟုကျူတောင်းခဲ့ဘူး၏ဝိပတိမြတ်စွာဘုရားလက်ထက်တော်၌လေမြို့သူတို့နှင့်တကွာအဖို့တသိန်းထိုက်တန်သောနုဒန်ကဲကိုလူဒန်ကစွတောင်းခဲ့ဘူး၏ထိုကောင်းမှုများအနုဘော်များကြောင့်မြတ်တော်လက်လာပါကိုရရဝဲဤတည်းထားခြင်းကိုခံတော်မူရ၏ တုပ်ပဝါဒလည်းမိဖုရားကြီးဖြစ်စဉ်တားတော်အားဗဒနတိမျိုးတော်ကိုခုနှစ်ရက်ပတ်လုံးဝန်းရံပိတ်စည်းရန် စေခိုင်းဘူးတော်မကောင်းမှုအကုသို့ကံကြောင့်ယခုဘဝဝယ်ခုနှစ်နှစ်ကိုဝန်ဆောင်ရခြင်းခုနှစ်ရက်ပတ်လုံးတားဖွာရခြင်းဒီဟုသောပြင်းထန်သောဝေဒနာကိုခံစားရသည်ဤတို့မြတ်စွာဘုရားသည်အတိတ်ဆက်ကိုဆောင်းတော်မူပြီးလျှင်จิตတာယဟန်တို့ မီလီယိုဒူကိုမတာယာအပ်တော်တဘောဒီတာယာအပ်တော်တဘောအတွင်ဖြစ်၎င်းမချစ်အပ်တော်တဘောဒီချစ်အပ်တော်တဘောအတွင်ဖြစ်၎င်းစင်ရဲတော်တဘောဒီချမ်းသာတော်တဘောအတွင်ဖြစ်၎င်းနှိမ့်ဆက်တတ်သည်ဟု ဟောပြောပြတာအဆုံးမတော်မူ၏ဤတို့လျင်မြတ်စွာဘုရားသည်တိပိစုံဗန္နတံသောဝတ္ထုတို့ကိုနုတန်သည်ဆက်ဆက်တော်မူလျက် ယန်တို့ထိုအခါဗဒနတိမျိုးကိုပိတ်ထားတော်မင်းသားသည်ယခုအခါတိဝလိမင်းသားဤမေတော်သည်တုပ်ပဝါဒမင်းသားဤခမဲတော်သည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်အာတတရူပဇက်တော်ဤတွင်ပြီးဤကုလိုဖျက်ပြခွေရအောင်ဂျေစုပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲဂျေစုတင်ရှိပါသည်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ